အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့မပတ်လည်လည်ဆက်ဆက်လေးရလာလို့ချက်စားဖြစ်ပါတယ်မားလေးတွေကိုတေချာရေးဆေးပြီးတော့စားစနွေငမ်းများရေးနဲ့ငချို့မှုအနေငယ်စပလင်သုံးချောင်းတော့ကိုကြပြားရိုက်ပြီးတော့ရေးနဲ့ငယ်ထည့်ပြောမားလေးတွေကိုပြုတ်မယ်နော်စီတက်ဖို့အတွက်ချက်တော်နည်းချက်တော်ပြုနေစပလင်လေးချောင်းတော့ပပလီပေးကြပါငါပြုတ်ရေကရေခမ်းလာပြီဆိုလို့ရှိရင်တော့ငါအသားလေးတွေကိုမှွင့်ပေးထားမယ်နော်စီတက်ပြီးတော့မှငါအပြု ူတွေကိုဖယ်မယ်ဆိုရင်တခါတလေငါအယူတွေကဟင်းမှကြံခဲ့တော့ကလေးတွေစားလို့ရှင်အယူဆုချက်လို့ကျမကတော့စိတ်သက်မချက်ခင်ငါပြုတ်ပြီးတော့အသားတွေကိုတသက်လွှင့်လိုက်ကြဖြစ်ပါတယ်စီတပ်ဘူးတွေစီနေငယ်ချက်ပြီးတော့လှီထားတဲ့ဇတုံကြီးဇတုံပြူနဲ့ဇပလင်းလေးကိုနွမ်းလာအောင်စီတက်ပေးပါမယ်ပြီးရင်ငုံရုပ်တိမှုထည့်ပါမယ်နော် ဒီငြုံသီးမုတ်ကဂျပန်မှာဆိုရင်တော့ဂယောမှုစုပါတွေမှာရှိတတ်ပါတယ်။အယောင်လှပြီးတော့မဆက်လို့ကလေးတွေပါစားလို့ရလို့ကျွန်မကတော့ဒါလေးသုံးပြပါတယ်နော်။စီသက်သားလေးတွေနွမ်းလာပြီဆိုလို့ရှိရင်တော့ငါးသားလေးကိုထည့်ပါမယ်။ငါးလေးတွေကိုကြည်လာအောင်မှုပြရမယ်နော်။ငါသားလေးတွေကြည်လာပြီဆိုလို့ရှိရင်တော့အရသာမြည်ကြည့်ပြပါလိုအပ်လို့ရှိရင်စားငံများအနေငယ်ချေပြပါ ငါဟင်းလေးကစီပြန်လာပြီဆိုလို့ရှိရင်တော့ငါဘတ်မှုဟွန်းပူလေးရပါပြီရှင်။ပေးရလေးမှာမိသားစုနဲ့အတူချစ်တဲ့တငယ်ချင်းလေးနဲ့အတူတူထမင်းလက်ဆောင်စားဖို့ချက်စားကြည့်ပါနော်။ Facebook like and share လုပ်ပေးဖို့လည်းမလိုပါနဲ့နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။